ီတစ်ခါမှာတော့ကျမတို့ဘဝတွေအတွက်တင်ငန်းစာပေးပြီးတင်ငန်းစာယူမှတ်သားလိုက်နာတဲ့တင်ငန်းစာရနိုင်တဲ့ပုံပြင်လေးတွေကိုတင်ဆက်ပေးလိုက်ပါရရှင်။တစ်ခါကမြင်းပိုင်ရှင်လူနှစ်ယောက်ရှိပြီးပထမမြင်းပိုင်ရှင်ဟာအပြောအဆိုကြမ်းတမ်းပြီးရက်ဆက်ပြီးမညာတာတတ်သူဖြစ်ပါတယ်။ဒုတိယမြင်းပိုင်ရှင်ကတော့ သူ့ရဲ့မြင်းအပေါ်ကျင်နာကယူဆိုင်ပြီးကျင်နာတတ်သူဖြစ်ပါတယ်။တနေ့တော့အခါမှာမြင်းပိုင်ရှင်နှစ်ပေါက်ရဲ့တိုင်းပြည်ကို အခြားတနိုင်ငံကလာရောက်တိုက်ခိုက်ခြင်းကိုခံကြရပါတယ်။သူတို့နှစ်ဦးလည်းဘရင်အမိန်အရာအခြားသောယောက်ျားများနဲ့အတူစစ်တိုင်ဖို့ရာထွက်ကြရပါတော့တယ်။သူတို့ကိုယ်စီပိုင်မြင်းများကို စီးနင်းလျက်စစ်မြေပြင်ကိုထွက်ခဲ့ကြပါတယ်။ ူတို့ကိုစီပိုင်မြင်းများကိုစီးနင်းရဲ့စစ်မြေပြင်ကိုထွက်ခဲ့ကြပါတယ်ရန်သူများနဲ့ရင်ဆိုင်တိုက်ခိုက်တဲ့အခါရန်သူများဘက်ကအာသာတစ်ဖြစ် မြင်းပိုင်ရှင်နှစ်ဦးလုံးပင်အေးနေကထိခိုက်ဒဏ်ရာရကြပါတယ်စစ်ပွဲအလယ်မှာမြင်းဘော်ကကိုစီကိုငှပြုတ်ကျခဲ့ကြပါတော့တယ်အဲ့ဒီအခါမှာကျနာတက်သူမြင်းပိုင်ရှင်ရဲ့မြင်းဟာတခင်ဖြစ်သူကိုခါလေမှာခပ်ဘက်ကိုကိုက်ချီလျက်စခန်းရှိရာစီအပြေးနေလာခဲ့ပါတော့တယ်ရက်ဆက်ကျန်းတန်းသူရဲ့မြင်းကတော့ ူ့ရဲ့မြင်းပိုင်ရှင်မြင်းဘော်ကပြုတ်ကျသွားတဲ့အခါမှပြန်လဲပြီးမြင်းစီအရောက်တွားကစခန်းသို့ပြန်ရန်ကြိုးစားတော်လဲမြင်းမာမိမိပိုင်ရှင်ဖြစ်သူမှာမိမိကို ရိုက်နှက်ကန်ကြောက်တော့မယ်ဟုအထင်ရောက်လျက်ပိုင်ရှင်ကို အကန့်မခံပဲထွက်ပြေးပါတော့တယ် နောက်ဆုံးမှာတော့ရန်သူလက်ချက်ဖြင့်ရက်ဆက်သူမြင်းပိုင်ရှင်မှာအသက်တေဆုံးသွားရပါတော့တယ်ဒီပုံမြင်လေးမှာလည်းလူမပြောနဲ့တရိษံတောင်မှရက်ဆက်သူနဲ့ကျင်နာသူအပေါ်တုံ့ပြန်ပုံချင်းမတူဘူးဆိုတာကို ပြသသွားတာဖြစ်ပါတယ်အကျင်နာတရားထားရင် ကိုယ့်ရဲ့အကျင်နာတရားကိုတရိษံတောင်မှ နားလဲရဲဆိုတဲ့သဘောပါပဲ ကျမ်းမာတန်ဆွမ်းတဲ့မြင်းတကောင်ဟာသူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့တမာဖြက်လက်မှုကို မန်တက်ကုံယူနေပါတဲ့အဲ့ဒီအချိန်မှာမြင်းတကောင်ကိုဝင်းစီစလွေတွေလေးလံစွာပင်မဆင်းရဲကြီးစွာတည်နေရတာကိုတွေ့လိုက်ရပါတယ်မန်တက်နေတဲ့မြင်းဟာ ူရဲ့လှပတဲ့ဝင်စီဆလွဲတွေအတွက်ဂုံယူပြီးတစ်ဖက်ကညစ်ပိနေတဲ့မျိုးကိုရှုတ်ချအပြစ်တင်လိုက်ပါတယ်။နှီးကွေးလေးလန်လွန်းလို့အဲ့ဒီလိုဖြစ်နေတာငါအရှိကနေဖဲဆိုပြီးမတူမတန်ပြောဆိုလိုက်ပါတယ်။အလေးအပင်တွေပိုးထားရတဲ့မျိုးဟာတီးခံပြီးရှေ့ကိုသာဆက်လျှောက်သွားလိုက်ပါတယ်။ကာလာအတန်ကြာတဲ့အခါမှာတော့အရင်ကနှပတန်ရှင်းပြီးကျမ်းမာတန်ဆွမ်းတဲ့မြင်းဟာသူမတူမတန်ဆက်ဆံခဲ့တဲ့မြီးကို ပြန်လဲတွေ့ဆုံခဲ့ပြန်ပါတယ်။အဲ့ဒီအခါမှာတော့ သူ့ရဲ့ကျမ်းမာတန်ဆွမ်းကြံ့ခိုင်မှုကိုမန်တက်ခဲ့တဲ့မြင်းဟာလေသမားတယောက်ထံမှအယောင်စားခံလိုက်ရတာမို့ရွံ့နေပေလူညစ်ပတ်နေပြီးနွားချေလဲတစည်းကိုဆွဲလာတဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒီအခါမှာသူရှုံချခဲ့တဲ့မြင်းဟာမြင်းကိုကြည့်ပြီးအိုမာနာကြီးရဲ့မိတ်ဆွေကြီးဘလို့များဖြစ်ရတာလဲဒီလိုဖြစ်မျိုးရောက်မယ်လို့တင့်ကိုတင်မထင်မိခဲ့ဘူးမဟုတ်လားလို့ပြောလိုက်။ပါတော့တယ် ဘဝမှာလည်းအဲ့ဒီအတိုင်းပါပဲကိုက ကောင်းစားနေတဲ့အချိန်မှာနိုင်ကြသူကို တွဲခေါ်တင်ပါတယ်အမြဲတမ်းကောင်းစားနေမယ်လို့ပြောလို့မရသလိုနိုင်ကြနေသူဟာလည်းအမြဲနိုင်ကြနေမယ်လို့တတ်မှတ်လို့မရနိုင်ပါဘူးအဲ့ဒီအတွက်ဘယ်တော့မှဆိုလူတိုင်းကိုအထင်မသေးပဲညှတာစွာဆက်ဆံတတ်ဖို့နဲ့ကိုရောက်ရှိနေတဲ့နေရာဟာအမြဲမရှိနိုင်ဘူးလို့နှလုံးသွင်းတင်ကြောင်းသင်ခန်းစာပေးထားတာပဲဖြစ်ပါတယ်